အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ပန်းရီပါပန်းရီအင်တာနက်မဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့စာရေးဆရာသင်္ခါရဆိုင်ဘေးယာဘလူးဇလန်ကောင်းများစွာတဲ့ကမှငကြိုဆိုအပိုင်းသုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီ channel လေးကိုလည်းလက်ရန် subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဒီနာက notify bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။လက်ဆက်တက်တော့မမဲတူတိုင်းစွာဒါကိုကငါတို့တော့ရုံရှာရင်ရွှေရင်းတွေ့ပြီဟဲ့။ ကိုရောကဆရာဆရာကြီးပြောတဲ့ကြားရဘူးတဲ့မမဲတူတိုက်ကိုမထေမဖဲဒီလိုတော့နဲ့ထဲမှာလာတွေ့နေရပဲဆရာကြီးရဲ့ဝမ်းသာအားရကြွေးကြော်တဲ့တပည့်တွေကလည်းပျော်ရွှင်စွာမျက်နှာဖြည်တာပါစက်အောင်သာရှိနေကြခြင်းနေရကဆွေကျူတော်ကြီးရဲ့လည်းအချိန်မှညတကောင်ပေးတဲ့မြတ်မကြရအောင် တိတ်ဆိတ်နေတဲ့ကာလဖြစ်တယ်သူတို့ဟာမတိကြရဲ့ရှင်မောင်နှမဖះကိုနောက်မှရှာမဲဥထားခဲ့ပြီး ဆယ်လီရွာအောင်နေရှိဆွဲကြိုရက်ကိုရောက်လာကြတာဖြစ်တယ်။လူမရှိရွာလုံကလေးကညမှောင်မှောင်မှခွေးနဲ့တကောင်မြင်လိုက်ရတဲ့ဖြစ်သူတို့အုပ်စုတွန်းနှင်းလာခဲ့ကြတယ်။ခွေးနဲ့ပျောက်သွားပြီးနောက်အခုတွေးမြင်နေရတဲ့ခြုံကြီးကကြီးမားလာတယ်။ဆရာကြီးဟာ၎င်းခြုံကိုထူးခြားမှုရှိကြောင်းမြင်ယုံနဲ့သိတယ်။တောင်မူဆောင်ငယ်တစ်ခုတည်းညီညီညာညာမုံမုံမောက်တက်သွားပုံဝင်းဝိုင်းနဲ့ပုံဟန်တို့ကိုကြည့်ကလက်ပဲရှာတဲ့ကညီတဲ့ကအကြောင်းစုံတစ်စောက်ကို မိလုံးရောင်နဲ့ခွဲခြားသေးလိုက်တယ်။ဟဲ့ကောင်တွေဒါကြောက်တော့မဟုတ်ဘူးအင်္ဂလိပ်တုံးပဲထိပ်ပိုင်းပေါ်နေရဖြစ်မယ်တူးကြည့်ကြစမ်းသူထင်ထားတဲ့အတိုင်းကပီးကြောက်စာရေးထိုးထားတဲ့ကြောက်ပြတ်တစ်ချက်ပေါ်လာတယ်တခြားစာတွေကိုမဖတ်နိုင်စေကောင်းမူအလူရှိမှမမဲတို့ဟုသိလိုက်ရတာနဲ့ပြောမပြတဲ့လောင်ဝမ်းမြောက်သွားတော့တယ်ဟာပွားပြီကွတမားဆင်ဆက်ပြောခဲ့ကြရဲ့ဌာပနာတွေငါတို့ရတော့မယ် ဒီထဲမှာအင်းဝါခက်ကရွှေစင်းမှုတော်တွေရှိတယ်။တိတ်ထီမြောက်တဲ့ရေဒနာတွေလည်းရွှေကတည်းနဲ့ထက်ပြီးညှုပ်နေထားတဲ့။မားတို့တော့အပြည့်စီအောင်သူတွေဖြစ်ကြတော့မင်း။ဆရာအလူရှင်ရှိရဲဆိုတော့ဒါဇီတီပြည့်ကြည့်ပေါ့နော်။အစ်စ်ပေါ့ဘာလဲမင်းကကြောက်လို့လား။ဒီမန်ငကြောစွာရဲ့ထပနာတယ်ဆိုတာဇီတီပြည့်စီယူရင်းတိုင်းတူဖို့ပြီးပြန်လဲဒီတိုင်းရည်စူးပြီးနောင်လူတဲ့ခြံခဲ့တာပဲကွာ။ ဒါကြောင့်စိတ်ရှင်းရှင်းနဲ့သာဖော်ဖို့ပြင်ပြီးတော့ဟုတ်ဘာရီမင်းနေရာလေဒီကောင်ရှာမရှိနဲ့ငါခိုင်းနေအတိုင်းသာလို့ကြားလာဟုတ်ကဲ့ပါဆရာဆရာကြီးတို့ဘယ်နာကစတူးရမလဲနေအောင်ငါပြမယ်အင်းဆုံးမင်းတို့ဟိုအထက်ငါရအောင်တက်ပြီးခြုံတွေကိုင်းတွေရှင်းရကွာငမင်းကမီးထုတ်တွေပက်ပက်လဲထွန်းစမ်းသူတို့အလုံးများသွားကြတယ်အာကျင်တဲ့ညီလဲညီလုံးနေကြစဉ် ။ငကြောစွာကခြုံငိုင်းတကိုင်းကိုဆွဲချလာပြီးမိတို့ဆိုင်ထူကြရဲ့ဝမ်းရဲ့အပြင်းမဲ့ကိုသွားပုံလိုက်တယ်။သူ့မျက်လုံးတော့မှမိမတယောက်ခါးထောင်နေပုံကိုရိတ်ခင်းနဲ့မြင်လိုက်ရတဲ့ဖြစ်ကြက်တီးထားသွားတယ်။အာဆရာကြီးဘာဖြစ်တာလဲ။ဘာလဲ။ဆရာဖြစ်သူလဲကုန်းထက်တက်ကြည့်နေမှပြေးစင်လာတယ်။မိမကြီးတောက်ခါးထောက်ကြည့်နေတယ်။ဟိုနားလေးမှာဟာဘာမှမရှိပါဘူး။မင်းငကြောက်ပဲ။ အလန်တကြားမလုဆဲနဲ့ငါတို့ကိုဘယ်သူမှအနိုင်မပြုနိုင်ဘူးကို့လို့ကိုလို့မိတို့တွေပြင်ကုန်မထွက်နဲ့ဒါပဲကျွန်တော်တကယ်မြင်လိုက်ရတာမင်းဘာမင်းမင်းဂရုစိုက်ဆရာမလို့ဦးကွာငါပြောနေတယ်မင်းကြောင့်တခြားသူတွေအနှောက်ယှက်ဖြင့်မင်းကိုငါကိုယ်တိုင်တက်ပြီးဒီတိုင်းမှာအဆောင်ထားခဲ့မင်းနားလေလားဆရာကြီးရဲ့မန်းပါပါမောင်းမဲ့ပြောဆိုမှုကြောင့်ခြုံရှင်းအကိုင်းခုနေတဲ့ငမင်းကဖျက်ခနဲ့လှည့်ကြည့်လိုက်သလိုငကြော်စွာကလည်း ငမင်းစီအကြည့်ရောက်သွားတယ်။ကဲငကြော်စွာတွင်းငမများတွေထမ်းခဲ့တော့မင်းကဒီညာကိုတူအုတ်တွေလည်းဆက်တူအပေါင်းဖြစ်တဲ့ဒီတူရမယ်။ဟိုကောင်ဒီလာခဲ့ဒီနားကမျိုးတွေကိုရက်ဖြေစမ်းကွာ။စနေရှိရှိအကွက်ကြကြပိုင်ပိုင်နန်းနန်းလှုပ်တက်တဲ့ဆရာကြီးရဲ့လက်ညှိုးမှုအောက်မှာမကြမီပင်ထာပနာတိုက်စင်းတဲ့လမ်းကြောင်းပေါ်လာတော့တယ်။တွင်းထဲကိုမိတော့အရင်ချလိုက်။ဟုတ်ပြီ။မင်းငြိမ်မှုဆိုမဲ့ အကောင်ပလောင်တွေအောင်းနေတတ်တယ်။တတိထားရမယ်။ကြော်အောင်နဲ့ထုံမောင်လည်းနှစ်ယောက်ပဲဆင်းရမယ်။တယောက်ကပစ္စည်းရှာထုံမောင်ကပဝင်းကြီးကိုမျက်ချိမပြေလေးလာတာ။ဒီလိုစီဒီမျိုးလောက်မှပါဆက်ရဲညံမှတက်ဆင်ထားမှာတော့မဟုတ်တော့ပါဘူး။ကြော်အောင်ကခါးကျိုးနဲ့ဥစွာဆင်းသွားတယ်။ကြော်အောင်အရောက်လိုင်တန်းနဲ့ငွေဟောက်ကြီးတွေပြနှစ်ကောင်းတောင်ဟိတ်ကောင်အော်မနီနဲ့ဒုံးနဲ့ရိုက်လိုက်ပါလား။ ထုံးမောင်စင်းစဲကွာမင်းလူကိုကူလိုက်အသားညိုညိုလုံးကြည်ချင်းညက်လူရယ်လဲကျိုးရှိကရှုပ်လိုက်စင်းသွားတယ်မိတို့လူသေးလားမလို့ရတယ်ငွေကိုတစ်ဖြောင်းဖြောင်းနဲ့ရိုက်နေတယ်ရသလားဟဲ့ဗပြင်းခွဲ့နေရတကောင်တော့ကိစ္စတုံးသွားပြီခဏလေးသူတို့အချင်းချင်းညွန်ကြားနေကြတယ်ကြာရပြီခဏကြာရပြီဆရာရဲ့ဆင်းချင်းဆင်းလို့ရပြီငါအိတ်ချပြီးမယ် မင်းတို့တွေ့ရသည်များစီထဲပြီးကျိုးလုံလိုက်ပထမချိန်ကျိုးဆွဲတင်တဲ့အခါပါလာသည်မှာမင်းရောက်မှာဝင်းလန့်နဲ့တညိုခက်ရှိရွှေသားစင်းတူတော်တစုအင်းဝါခဲလက်ရဖြစ်ရန်တူတယ်ပြီးတော့ငွေခွက်တစ်လုံးအထဲမှာလက်စော့လက်ကောက်လက်တုံးရဲတချို့ပါလာတယ်ငါမပြောလားထိုးထွားပါပြီဆိုတာထိုးစင်အောက်မှာအော်တင်ကြရတယ်ဆရာကြီးစင်းကြီးမှာဖြစ်မဲ့ထင်တယ်ဗျဟောဘာပြုတ်လို့လဲကွာ ဒီမှာစင်တုတော်ကြီးတစုပြင်ဆင်လုံးဟာဖြစ်မဲ့နဖူးသိင်းကြီးတော်မှာထူကြားတာတွေ့တယ်။အေးချိုးချီတင်မိလိုက်လေ။မရဘူးဗျ။တထောင်လောက်ရှိရဲ့ပယ်လင်တော်နဲ့လဲဆက်ထားဖို့မယ်။တတို့မနိုင်ဘူး။ထူကြားတယ်ဆိုတာဘာလဲ။သိင်းကြီးတဲမှာဗရံများလိုလိုကြောင်မဲမဲလေးကမျက်လုံးနဲ့တွေ့တယ်။တို့တို့ကိုလိုက်ကြည့်နေတယ်လို့ပဲဗျမြင်ရတာ။ဟေးနေအောင်ငါလာမယ်။မင်းတို့တခြားအရာရှာထားလိုက်။ ဆရာကြီးလည်းငမင်းနဲ့ငါကြောစွာအပေါ်မှာအဆောင်ထားခဲ့ပြီအဲ့ချီရဲ့ကျူးနဲ့ပင်ဆင်းသွားလေတယ်အောက်ကတီတို့ပြောနေကြတဲ့တွင်အတန်ကြာတိကြားနေရပြီဒတို့တို့အတန်လည်းထွက်လာတယ်အဲ့ဒီအတန်နဲ့တူကျော်စွာရဲ့နားထဲကိုအတန်ကြီးတစ်ခုဝင်ရောက်လာတယ်မိမတယောက်ငိုတဲ့မလောက်ကြပါနဲ့တီဟီဟီသူကြက်တီတဖြန်းဖြန်းထကပုတ်ဓမြခေါင်းကြီးသွားတယ်ထင်မိတယ်ကြောက်လန့်တကြားငမင်းကိုကြည့်ငမင်းလဲ လက်ပက်ရှာနေပုံရတယ်။မင်းမင်းမကြလိုက်တလေ။မိမအတန်မြူကြတယ်။မိုးတန်ကြီးမဟုတ်လား။အေး။ဒါနဲ့ငါပဲကြားတာမဟုတ်ဘူးပေါ့။ဟိတ်ကောင်ဘလို့လဲ။ဒီတိုင်းနေငါရှိတယ်။ဒါကငမင်းရဲ့လက်သုံးစကား။ဆရာကြီးရဲ့တပည့်ကျော်ပေးတဲ့လိုက်ငမင်းကအကြောက်လန့်ခင်းစွာအောက်ဆင်ကြမယ်ပြူသေးတယ်။ငါကြော်စွာကမတော်ပါနဲ့။ငါနာနေပါဟုတားထားရတယ်။ဟိတ်ကောင်တွေကျိုးဆွဲတယ်တော့။အဲ့ဒိတ် ပေါ်ပေါ်ပါပါပါလာပြင်းနေဒီတခါတော့အယုံငယ်တချို့ပြီးအုတ်တခုသာတွေ့ကြရတယ်ဆရာကြီးတို့လည်းတက်လာကြတယ်ဆရာကြီးကအပေါ်ရောက်တာနဲ့အုတ်ကိုဖြန့်ကြည့်လိုက်တယ်အယောင်စုံဦးလေးတွေကြောင်လုံးလေးတွေပြင်းအဆွဲတစ်ချောင်းတစ်ချောင်းလေးပါလေတယ်ဒါချိုးမြူတွေဦးကမိမကူကြည်မထွက်ဘူးဒီဖြူဖြူပြောင်းလေးကငုံဖြစ်မယ်အမြူတွေစီမိကွင်းနေဒီကောက်ကောက်လေးကတော့ဝမ်းမှန်ဆွဲခေါ်တကွ အခေါင်းမပါဘူးတွေ့လားဂိမ်းမိတ် ဒေါ်ဘီဒါဘီကိုလုံးနဲ့အဆောင်ပဲဒါဓာတ်လုံးမဟုတ်လားရွှေရောင်ဝင်းနေရဲ့အလုံးငယ်တလုံးကိုငကြောစွာယူကြည့်ရယ်ငါအထင်မမိုင်းအဲ့ဒါအာရတတိဓာတ်လုံးကဒါကရွှေစားပြာစီးတောင်ဖြစ်မယ်လို့တို့လို့သုံးရတယ်ဒီထုံလေးရရောဗာလဲဆရာကြီးအဆောင်တစ်ခုခုပဲဗာဆွမ်းတယ်လည်းမသိသေးဘူးဗာဖြစ်ဖြစ်ငါတို့ရရတတ်နေတင်းကျစ်တော်တဲ့ကကြောက်တာပဲများမျက်ရှင်ဆိုရင်အဖို့ဖြစ်လို့များနိုင်မှု ကိုင်းဒီရောက်ခွာကြရအောင်အဲကျောင်းအောင်ကျောင်းအောင်ရောဟုတ်တယ်ဦးဆုံးစင်းသွားတဲ့ကျောင်းအောင်တက်မလာသေးဒါကြောင့်တငယ်ချင်းတန်ရုံးစင်ကြီးရဲ့ဒုမောင်လာကအပေါက်ထဲရှူဝင်ကငုံကြည့်လိုက်တယ်အောက်မှာမိတို့တစ်ဆောင်နဲ့ကျောင်းအောင်ကမောကြည့်နေရဲ့မရက်တော့မဟုတ်ဟိတ်ကောင်ဘာလုပ်နေရလဲတက်လာလေကျောင်းအောင်ကသူ့ကိုမမိတ်မတုံကြီးငြိမ်းနေတယ်ဆရာကြီးကျောင်းအောင်ကိုကြည့်ပါဦးမူးမမှန်ဘူး မှန်မင်းထွက်လိုက်ငါကြည့်စမ်းမယ်ဆရာကြီးလည်းကိုယ်တိုင်တိုးဝင်သွားတယ်ကြော်စွာတို့ကခြေောက်ကိုဖိကန်ပေးထားကြတယ်ခဏကြည့်ပြီးနောက်ဆရာကြီးနောက်ဆုံးပြန်ထွက်လာကကျောင်းအောင်ပို့ထီသွားပြီကမရတော့ဘူးဗျာကျုပ်ဆင်းခွန်မယ်မရတော့ထွန်းမောင်သူအသက်မရှိတော့ဘူးဒါဆိုလဲသူ့အလောင်းကိုမြေမြုပ်ပြီးဆင်းယူရမှာပဲမလုံးနဲ့တော့တိုင်နှန်းရှင်တွေကမွေအောင်စောင်းပြီးနောက်ဆုံးကြံခဲ့သူကိုကြိုက်လိုက်တာ ပြန်စင်းရင်အသက်ပြေးကြုံရလိမ့်မယ်။ထားခဲ့မှဖြစ်မယ်။ငမင်းဒီအပေါက်ကိုအုတ်တွေနဲ့ပြန်ပိတ်။အပေါက်ကမြေကြီးဖုံးလိုက်။ကြော်စွာကပစ္စည်းတွေကူးတယ်။ထုံးမောင်မိတို့တွေလိုက်ဖြုတ်ပြီးလက်စာဖျားဖို့ပြင်တော့ဆရာကြီးညွန်ကြားနေရကိုမကြားကြတဲ့လျာသူတို့မတုံ့မလို့ရက်နေမိကြတယ်။လူတဲဟုဒီလောက်လိုလဲလေးတိမ်မသွားရတာကိုမယုံနိုင်ဖြစ်နေကြဟန်။ဆရာကြီးကထုံးမောင်လာပခုံးကိုဖက်ပြီးအားပေးလိုက်တယ်။ ငမင်းစတဲ့အတဝင်လှုပ်ရှားလာပြီးသကောမရုပ်တခုလို့အပေါက်တဲ့အုပ်တွေစီထဲနေရတယ်။လက်ရှင်တို့ဗျိုးတဲရှင်တို့လမ်းမေးလေထဲမှာတဲတွေ့ရပြီမဲ့လူမမြင်တာကြောင့်ဟေ့ခေါ်ကြည့်ရကုန်းကမှုတခုနောက်မှ လူတယောက်တက်လာတယ်။ဘာကိစ္စရှိလို့လဲခမ။တောင်တနာလောက်နားနေခြင်းလို့ပါ။ညင်လဲပန်းလာလို့။ဩတဲတော်တက်နေလေရတယ်။တောက်ရရှိလားခမ။အဲလူသားဖို့တော့ရှိရဲ့။ လူတောက်ဖို့ပါပဲမြင်းကလယ်ထဲကရေတောက်နေမှာပါအေးရေကကြည်သားပဲကွမြင်းညွေကရေသက်အလွန်ကြိုက်တဲ့ကြောင်းတီထားကြသူတွေမှတော်သေးတယ်သူ့အတွက်ရေကိုတိုင်မာချိန်ထားတဲ့လွယ်ထဲကဘူးသီး၆တလုံးထုတ်ပေးလာတယ်စပားအတော်ဖြစ်မယ်နော် ကြည်ရတာစိမ့်ဆိုးနေရပဲလယ်ဗန်အီကလှုပ်ပါတယ်လေသူမေးတဲ့ခါလဲရှင်ကစေအီကပါပဲဟိုဘက်ကကျုပ်အခင်းနေမဟုတ်ဘူးဖိုးသိန်းတို့အကွက်တွေပဲအော် ဆယ်ကြီးကတော့ရောင်ရင်းပိုင်ပေါ့အေးပေါ့ဒီလိုဆိုရမှာပေါ့အရင်တံမြင်ကြီးရှိစဉ်ကတော့လေလောက်ကတနေ့တစ်ကြိမ်လာလာကောက်တယ်တံမြင်ကြီးမရှိတော့ရင်တော့သူ့သမီးတွေကအရှက်ရှာတဲ့ထင်ရဲ့မလာတော့ဘူးဓာတောင်တကြီးကကောက်ဖို့လုပ်သေးတယ်ဘသူမှမပေးကြတော့လို့ရယ်ဟုတ်လားသူ့စိတ်ထဲစနောင်စနေရှိလာရယ်ဒီတစ်ခေါက်ခီးကပျော်စရာမရှိလာတဲ့ပြင်ထင်မဲ့မထားတာတို့နဲ့သာကြုံနေရတယ်အခုလဲတကြီးတံမြင်နဲ့ ရွာသူရွာသားတို့လောက်ကင်နေထိုင်ကြပုံကိုသိရသဖြင့်စိတ်မကြည်တော့အရင်ကဒီလေရီဘသူပိုင်းတယ်လဲ။ဩတံမြင်ကြီးပါဆိုသူပိုင်းလည်းမို့ငှားကကောက်တာပေါ့။ဘလောက်တောင်ပိုင်းတဲ့လဲ။ဒီတနေ့လုံးလက်ညှိုးထုမလွဲပဲအကုန်သူ့လဲကြည့်ပဲ။ကိုယ်တိုင်လှုပ်เสียမလို့လား။လင်ငားကနဲပဲသားစင်မြေးဆက်စားနိုင်လောက်ရဲ့။ဒါဆိုသူ့သားသမီးတွေကဘာလို့ဆက်မကောက်ကြတယ်လဲ။ဒီလိုဗျတံမြင်ကြီးကတိတ်နှမျောတွန့်လို့တက်တာ ကြည့်ရတာသူ့လေစင်းဘယ်သားသမီးမှပြဖို့မရောဒါကြောင့်သူမရှိတော့ဘလောက်ကြံခဲ့တယ်ဘယ်ထိပိုင်နေလို့မတိကြတော့တာနေမယ်ဒါကြောင့်မဲသူဆုံးနေဆိုမိသားစုလည်းချက်ချင်းချုံချုံကြားသွားတော့တာပဲစူဆောင်းထားမိတာလေးနဲ့သာချင်းငါစားတော့နေရတာပေါ့ဒီတော့သူ့လေတွေကိုရောင်ရင်တို့လေလို့တွေကခွဲဝေယူလိုက်ကြသလားอืมကိုလုတ်တဲ့လဲဆွဲလဲကိုလည်းပဲဖြစ်သွားတော့ပေါ့ဗျာဘာလို့မင်းနေရလဲဗျသိချင်လို့ပါ တံမြင့်ကြီးနဲ့မြပတ်သက်နေမလားမပတ်သက်ပါဘူးမြင်တောင်မမြင်ဘူးသေးဘူးဆုံးသွားပြီကွနှစ်နှစ်လောက်တော့ရှိရောမယ်ဟုတ်ကဲ့သူတိလူသားတို့ကိုအတော်စုံစုံစစ်စစ်တိလာရပြီ သူမျက်နာဒီနေခဏနားနေပြီးတော့လေတဲကထွက်ခဲ့ပြီးတကြီးအိမ်ကိုမေးဆန်းသွားတယ်တကြီးမင်းရှိပါသလားခြံတဲကစင်ငါတူကသူ့ကိုတိချာကြည့်ပြီးရှိရဲ့ခဏတော့ခေါ်ပေးမယ်ဆိုပြီးအိမ်မော်ကိုမျောကတကြီး အောက်မှာဧည့်သည်ရောက်နေခမ။အိမ်မော်ကထူးတဲ့မကြရ။မိမတယောက်ထွက်ကြည့်တာကိုတော့မြင်ရတယ်။မကြမီဝါဝါဖပိုင်းတဲ့လူကြီးတူကခေါင်းပေါင်းပေါင်းရင်ထွက်လာတယ်။ဘသူပါလဲလာလေ။ကျွန်တော်ရေဒနာသိန်းကားကလာပါတယ်။တကြီးမျက်ခုံးထူတွေမြင့်တဲ့သွားပြီးချက်ချင်းအမူအရာပြောင်းသွားတယ်။အော်ကြော့ဝါကြော့ဝါမရင်။အိမ်မော်ရောက်တာနဲ့ဒီအရက်ကလဲမြေတွေဘသူပိုင်းလဲဆိုပြီးတဲ့တဲ့ကြီးမေးချလိုက်တယ်။ တကြီးကရေနွေးတောက်တယ်လို့လို့ချွေးပြန်တယ်လို့လို့နဲ့ဖြေရကျန်းနေဟန်တူတယ်။သူ့ကိုမဝင်မရဲခြင်း။တံမြင်ကြီးရှိတုန်းကတော့ပြောတဲ့အကြဘူးတာရွှေဘူကအရာရှိမတူရဲ့လဲရီလို့ဆိုရတယ်။အေကဘလောက်ရှိလဲသိလား။မသိပါဘူးခမကျုပ်လဲတီးချားလဲရီကိုပဲတီးစားကကောက်ပါတယ်။ရာရှိမင်းလဲရီကိုတော့ဘာမှစီရင်ခွင့်မရှိပါဘူး။ဟုတ်ရဲ့လားပြောတဲ့အဆူတန်ကြားရတာတော့ခမကလဲခွင့်ကောက်ဖို့ကြိုးစားသေးရဲ့ဆို။ မဟုတ်ပါဘူးခမရမဟုတ်ရပါဘူးကျောက်ကတံမြင်ကြီးမိသားစုတွေကောက်ပေးမလို့ပါအခုအဲ့ဒီလေတွေဘလို့ဖြစ်နေတယ်လဲဟိုဟိုရင်အရာရှိမင်းကိုယ်တိုင်ကြွချီလာပြီးစင်စရာနေတကွတိုက်ဆိုင်ဆစ်ဆီရွေးထုတ်မယ်ဆိုအခုလဲလုံးနေကြသူတွေကတောင်းယူပေးနိုင်ပါတယ်လက်ရှိတော့သူတို့ပိုင်လဲလို့လုံးနေကြပါတယ်ခမရသူတံမြင်ကြီးချလိုက်တယ်တူမောင်ကအရာရှိမင်းကြီးရဲ့လူယုံလာရင်ခေါင်းရမ်းကလူယုံမဟုတ်ဘူး ကျွန်တော်မင်းထင်တော့တာဖះဖះဟုတ်ရဲ့လားဒီလိုနဲ့ဒီလေတွေကတူမောင်အဲအရာရှိမင်းပိုင်နေလေတွေပေါ့ဟုတ်တယ်ကျွန်တော်ရဲ့အူးဆုံးအပိုင်စားရတဲ့လယ်မြေတွေပဲဒီရွာပြင်ဧကထောင်စုတော်ရတယ်ကျွန်တော်အတွက်မလိုအပ်ပါဘူးဆိုပြီးအကုန်ကင်းလို့ခွင့်ပေးထားတာဘလောက်ကြာပြီလဲ၅နှစ်လောက်ရှိပါပြီဒီရွာကိုစားရတဲ့မိကြီးကအကုန်တော်လွတ်ဖို့မိန်းတော်ထုတ်ပြန်ခဲ့တာလွန်ခဲ့တဲ့၅နှစ်လောက်ကပါဟုတ်တယ် အဲ့ဒါကျွန်တော်ပဲမင်းကြီးဖျားအမိတ်ရှိပါကျွန်တော်မျိုးဘလို့ဆောင်ရွက်ပေးရမလဲကျွန်တော်လိုက်ကြည့်အောင်မယ်ပြီးမှဆုံးဖြတ်တော့မယ်မင်းကြီးသဘောပါဗျာသူကဖျားမထူးရမ်းနဲ့ဒီနေ့မှမင်းထင်တယ်ထောက်လူမသိစေရင်နှုတ်ဆောင်ရမယ်ကြောင်းဦးစွာပြောထားလိုက်တယ်ဒါတောင်တကြီးကလုံနေသေးရဲ့နှစ်ပေါင်းတရာအတွင်းမှာဒီရွာကိုအရာရှိမတူကြွားချီတော်မူလားမင်းကြီးပထမဆုံးမှာပဲတူမောင်လို့ပဲတော့မှတခြားသူတွေကြားသွားပါမယ် တကြီးကနှစ်တရာတွင်ဘသူလာတယ်မလားဦးသိလို့လားသိတာပေါ့ကျွတ်တို့ကတကြီးမျိုးရိုးပဲအစင်အဆက်တကြီးလုံးလာကြတာမို့ဘယ်ချိန်ကရွာကိုဘသူရောက်တယ်ဆိုတာလက်စင်ကန်သိခဲ့ကြတာပါလွန်ခဲ့တဲ့နှစ်တရာလောက်ကဒီနေ့တဝိုက်မှာရှီအောင်ဖျားရေတနာတိုက်တူးရဖွဲ့ကြီးတောင်းကျမ်းခဲ့မှုတဲ့အဲ့ဒီကိစ္စကိုစုံစမ်းရအောင်လာတဲ့မြင်းမူမင်းသားတပါးလောက်ကြံခံခဲ့ရဘူးတဲ့ထူးခြားတဲ့ဖြစ်ရမှုဘိုးဘေးတွေကပြောပြခဲ့ကြတာအော် လက်ရဘလူးကအဲ့ဒီတနေ့လုံးဒကြီးကြီးရက်ခေါင်တူးကိုခေါ်လက်ရွာတဲကလက်ရှင်တွေကိုလိုက်လံတွေ့ဆုံနေအားလုံးကသူတို့လုံနေရလေတို့မှာသူတို့ပိုင်လေယာမျိုးရီတာဖြေးချောင်းထွက်ဆူကြတယ်မင်းထင်တော့ရထားဘယ်သူမှမသိတချို့ရိုးသားတဲ့လေသမားတချို့ကသာရင်ကတံမြင်ကြီးအပိုင်ဖြေးချောင်းဆူကြတယ်အမှန်တော့ဟင်းသာရွာအပဝင်လက်ဤကထောင်ခန့်ကိုအင်းဝတိုက်ပွဲတွေတင်မင်းတရားကြီးကစုလက်ချင်းမြင့်တော်မူခဲ့တာဖြစ်တယ်ထိုစဉ်တော့ကသူ့အတွေ့မှာ တိုက်ပွဲတွေမှာရှေးဆုံးကပါဝင်နေရသူဖို့အသက်ရှည်နိုင်ဖို့လမ်းမပြေတပွဲပွဲမှာထိရှာသွားနိုင်တဲ့အတွက်အခွန်တော်စားခွင့်ရလိမ့်မယ်မဟုတ်ဆိုပြီးဒါကြောင့်လည်းဟင်းသာရွာကိုမင်းချင်းစီလူကရွာနဲ့ level တွေကိုအခွန်တော်လှုပ်ချောင်းအကြောင်းကြားစီခဲ့တယ်။တံမြင့်ကြီးဆိုသူကအဲ့ဒီအမိန့်ကိုမထုတ်ပြန်မယ်။၃နှစ်ခန့်တီးစားကားတွေကောက်ယူနေခဲ့ပုံရတယ်။တကြီးကြီးရက်ခောင်မင်းကသူ့ကိုမေးလာတယ်။ကြောက်ကြဘူးတလားမင်းကြီးမင်းသားမိဖုရားတွေအမတ်ဝင်ကြီးတွေ ဘယ်သူမှဒီလောက်များတဲ့ level တွေကိုအကုန်လွတ်တယ်ဆိုတာမရှိဘူးနော်။သူတို့မှဒီကရတာနဲ့ရက်ဒီရတာဆိုဟုတ်တော့ဟုတ်ပါတယ်။မင်းမိဖုရားနဲ့ရင်းနှီးကျွမ်းဝင်သူမျိုးမဟုတ်ရင်အပိုင်စားရတဲ့စားကြီး level တွေကမင်းသားအမတ်တွေရဲ့အဓိကဝင်ဝေးပါပဲ။စုတော်လက်တော်ခင်ရရင်တော့ကျေးဝါကြတာပေါ့။မင်းကြီးဆဲသူတွေကငွေချင်းကစားကြတယ်။စားကြုပ်စားတဲ့နဲ့ပစ္စည်းအနှံ့သူတွေကိုပဲချင်းငါးပြီးရင်းစားရတာပါ။အော် ဘသူတွေကချီးကြလဲသူတို့အချင်းချင်းနဲ့အတုံးတွင်လဲဆွဲပြေးတာချီးငါကြတာပဲလက်အောင်ငယ်သားတွေကလည်းအရှင်ဂျေစုတွေချီးငါကြတာရှိတယ်တတိယတကြွကြီးတွေကတောင်မင်းသားမိဖုရားတွေနဲ့တီကျွမ်းခွင့်ရအောင်လာရောက်ပေါင်နေကြတယ်တကြွတွေကပေါင်နေစရာလူတဲ့လားဗျာငွေလိုလို့မဟုတ်ဘူးဗျသူတို့အရှင် အားထားရမင်းကြီးမင်းသားဖြစ်ပစ္စည်းထားပြီးအတူပေးနေကြတာတချိန်မှာလိုအပ်လာရင် အကူအညီရအောင်တပည့်လည်းနဲ့ အခုတော့ဆက်တယ်လို့မျိုးပေါ့ဒီတိုင်းသွားပြီးရင်လက်ပြီးတယ်ဖြစ်မယ်ပစ္စည်းအမြဲထားနေရောသူတို့အရှင်တွေနဲ့ထီထွေဆက်ဆန်းရင်းနှီးခွင့်ရနေတာပေါ့ချီငါသူမှလည်းအကျိုးရှိရလေသူတို့အဓိကလို့ကအဲ့ဒါလားဟုတ်တယ်လေငါကတီစားကရတယ်ပေါင်နဲ့ချင်းငါတာကရတယ်စုလက်ချင်းမြင့်ခင်ရရင်ရတယ်မင်းဆွေမင်းမျိုးစွာတခြားစီးပွားရေးလုပ်ငန်းတွေမလုပ်ကြဘူးနန်းတွင်သားဟာအသေးသားနဲ့မတူရတဲ့အတွက်မင်းမိဖုရားတွေ ရာဖြစ်အတက်မတိအဲလို့တောင်စာစုရှိရဲ့ရွှေကဲငွေကဲကုံတယ်ပွဲစားလို့တွေနားမလဲကောင်းမှုပေါ့ဩငါညီကတော့နားလဲသလားလဲတယ်လဲမဟုတ်ဘူးတီးမိခေါင်းမိရှိပါတယ်အခုငါညီဘယ်ကလာတယ်လဲကျွန်တော်စမ်းဟင်ကလာပါတယ်ဟုတ်လားတနေ့ကပဲစမ်းဟင်သားညပြန်သွားကြတယ်အလုတ်ကောင်းပြီမဲ့ဘာပြေတနာရှိကြတယ်မသိပါဘူးမောင်စားတို့ကိုပြောတာလားကိုရင်ဟုတ်ပါငါညီကတည်တကော မောင်စားကပြည့်တနာမဟုတ်ပါဘူး။ဖိုးကောင်အောင်ကိုကတိတ်စကားမပြောတတ်ရှာဘူး။မောင်စားကတွတ်တယ်။အောင်ကိုဆွဲလူကတော့အတော်စကားနဲ့နော်။အင်းဒါပေမဲ့ဒီကောင်တွေလူရိုးလူဖြောင်းတွေပါ။ပြန်သွားရတာနှမျောစရာပဲ။ဒါနဲ့ကျွန်တော်ညှိုက်လို့ရအောင်ဘုံကြီးเจ้าကိုလိုက်ဖို့ပါလားဟုဆိုလိုက်တော့ဒကြီးညီကဟာအကိုကြီးအိမ်မှာအိရောပေါ့။မဲချင်းလဲကြွရင်လိုက်ခဲ့ပါ။ကျတို့လင်းမယားနှစ်ယောက်ထဲနေတာ။မလိုက်တော့ပါဘူး။ စာလေးပါလေးဖတ်ချင်လို့ဘုံကြီးเจ้าမှာရှိတော့ပါတယ်။အိုးသိရှိတာပေါ့။ကျန်းတွေအဆူဆူရှိရယ်။ယွန်းတစ်တာကြီးတွေနဲ့တင်းထားတာ။ဘယ်သူ့ကိုမှကန်ခွင့်မပြုဘူး။အင်းငါညီကိုတော့မင်းမှုထမ်းမှုခွင့်ပေးလိုက်ပါရဲ့။ဒါဆိုကျွန်တော်ကိုဘုံကြီးเจ้าပဲညွန်ပေးပါ။ညွန်ရောမဟုတ်ဘူး။ဆရာတော်စီတေချာအပ်ပေးပြီးမှပြင်မယ်။ကျိုးကိုယ်တိုင်အဲ့တော့ကပိယာတွေចောင်းသားတွေကမခံလေစားမပြုတ်တော့ဘူးပေါ့။ဒီလိုနဲ့သူတို့နှုတ်သား ဖုန်ကြီးเจ้าကိုရှောက်ခဲ့ကြတယ်။เจ้าကခန်းငငယ်ခက်ကိုရက်ခေါင်ညွှန်းသလိုစာပေများစွာရှိလိမ့်မယ်ဟုပြမထင်ရ။မောင်ရှင်မစင်းလဲများများဆဆရှိရမတူ။ထင်းတဲ့အတိုင်းကပ္ပိယကြီးနဲ့ဆရာတော်နှစ်ပါးကိုသာတွေ့ရတယ်။เจ้าဘုံမှာရှိတောင်းတောင်းမှာတော့ပေစာပရပိုက်တွေရှိမယ်ဟုယူဆရ။ယွန်းတစ်တာသုံးလုံးကိုတွေ့ရတယ်။သူလဲအားရကျင်းနေသွားတယ်။ဆရာတော်ကိုလေးလာခွင့်ပြုရရင်ရှောက်တော့ရက်ခေါင်မင်းကူပြောသဖြင့်စိတ်စိတ်နည်းနဲ့လက်ခံတော်မူတယ်။သူပထမယွန်းတစ်တာအဖုံးကိုလှက်လိုက်တာနဲ့ ကပ္ပရာကြီးကစာပေတွေပျောက်ဆုံးပျက်စီးမှစိုးရိမ်နေလျာအနာကိုရောက်လာပြီးမခွာတော့ဘူးဘယ်အချိန်ကလေးကပြောချင်နေခဲ့မှမသိတဲ့စကားတွေလဲဒွဒွတို့ပြောဆိုနေရတယ်အဲ့ဒီကျန်းကဝင်းကြီးဥဖို့ရေးတာရာဇဝင်လက်ဦးကျန်းဆိုလောက်တယ်ဥဖို့ဆိုတာကျွတ်တို့ရွာနာက တပင်ရွာသားပေါ့ခုဆိုအသက်80ကျော်ပြီဒီအချက်တွေကသူ့မူလာကျောင်းကပြန်ကူယူထားတာဟုတ်ကဲ့အဲအဲဒါလေးကညွန့်ပေါင်းချုပ်ခွန်မလားပဲ ရောဂီအစီအနစ်တွေစုထားတာရေသူအမိမပါဘူးဟိုဘက်တစ်တာထဲမှာလဲလုံးရဲ့ကြမ်းတချို့ရှိတယ်ကြည့်မလားရပါတယ်ဖြည်းဖြည်းကြီးပါမယ်ကျုပ်ကတော့ငငယ်ကလေးကဒီတစ်တာကြီးတွေကိုမှုရင်တော့ဖက်ရှူလိုက်ရတဲ့သူကိုပြဘေးနားမှာပါရှိတယ်ဆိုတာအကုန်သိတာပေါ့ဟုတ်ကဲ့သူဘာစားမှဖက်မရနိုင်အောင်တဆောင်ချင်းတရွက်ချင်းကိုလိုက်ပြောနေတယ်ဒီလိုနဲ့တွေ့ရကြမ်းတဆောင်တို့ကိုယူကတစ်တာပြန်မိပြီးတောင်းတစ်ခုမှသွားဖက်နေတယ် ဒါတောင်မလမ်းမကက်မှလှမ်းကြည့်နေသေးတယ်။သူမော့ကြည့်မိတော့တည်ချင်တာရှိပြောနော်အာမနာနဲ့ကျုပ်မှရှင်းပြရမယ့်တာဝန်ရှိတယ်။ရတယ်ရတယ်မရှိသေးပါဘူး။ခဏအကြာသူလည်းအချက်အလက်တွေကိုစိတ်ဝင်စားဖက်ရှုနေစားတဲ့စိတ်နေသွားပြီးကက်ပီယာကြီးပဲချင်းထွက်သွားတာကိုပဲမသိလိုက်တော့ဘူး။ဒီနေ့မှတော့ ။ငါကျော်စွာအပိုင်းသုံးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒီ channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်ရှင်။ပြီးနောက်က notification bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။